ိုင်းမင်းသမီးတက်တောင်အရွယ်တင်နှုတ်ပြုံနေတဲ့ဓာတ်ပုံတပုံကြောင့်ချီကျူးခံနေရတဲ့ဝင်းမုံရွှေကြီးပရိသတ်များအားလုံးမဲမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးရဲ့အသေးကြော်နိုင်ငံကြော်မင်းသမီးကြော်လေးဝင်းမုံရွှေတယောက်ထိုင်းနိုင်ငံကနာမည်ကြီးမင်းသမီးတဦးနဲ့အတူတွဲရိုက်ထားတဲ့ဓပုံဓပုံကြောင့်အမကန်းနုပြုံမှုတွေနဲ့ပတ်သက်ပြီးတော့ချီးကျူးခံနေရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကမြန်မာနိုင်ငံရဲ့ထိတ်တန်းစိန်တိုက်ကြီးတစ်ခုဖြစ်တဲ့ Lady Grace ကခန်းနာတဲ့ပွဲလေးတစ်ခုကိုကျင်းပခဲ့ရပါဒီပွဲကဘာလို့ပို့ပြီးတော့ထူးခြားသွားခဲ့ရလဲဆိုတော့ပရိသတ်တွေလုံးဝထင်မှန်မထားတဲ့ reunion လေးတစ်ခုကိုဖန်တီးပေးလိုက်လို့ပါပဲအဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်တွေကမြန်မာပရိသတ်တွေကြားမှာအရန်ကိုအောင်မြင်ကြကြခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကြီးတွေက အဓိကသရုပ်ဆောင်တွေကိုတနင်္လာနေ့မှာပြန်လည်စုစည်းပေးခဲ့တာပါ ဟုတ်ပါတယ်နမဲကြီးမင်းသားနေတူဝင်းမုံရွှေအမြဲတမ်းစမတ်ကြနေရဆိုင်ဆိုင်ခန့်လိုက်နေထိုင်းနိုင်ငံကချစ်စရာကောင်းတဲ့မင်းသမီးကျော်လေးဖလာဖုန်းတို့ကိုဒီပွဲလေးမှာအတူတကွပြန်လည်မြင်တွေ့ခဲ့ရတာပါဒီလိုပွဲလေးမှာဓာတ်ပုံဆရာတွေရဲ့ကင်မရာမီးတွေကလည်းတစ်ဖြက်ဖြက်နဲ့တကယ်ကိုစီကားလာတာပါဒီကြားထဲမှာမှပရိသတ်တွေရဲ့အမျက်လုံးတွေအားလုံးကိုဖန်ဆာပြီးဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့သွားတဲ့ပုံရိပ်လေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ် အရာကတော့ဝင်းမုံရွှေရင်နဲ့ထိုင်းမင်းသမီးလေးတို့နှစ်ယောက်ဘေးချင်းရှင်ပြည်ရက်နေတဲ့မြင်ကွင်းမှာပဲဒီတပ်ပုံလေးတပုံနဲ့တင်အားလုံးကတညီတညွတ်တဲ့သတိထားမိလိုက်ကြတာကတော့မင်းသမီးကျောင်းဝင်းမုံရွှေရာထိုင်းမင်းသမီးလေးထက်အစာပေါင်းများစွာအမှုပြလန်းဆန်းပြီးတော့အရွယ်တင်နေတာကိုပါပဲ အမှန်တိုင်းပြောရရင်ဝင်းမုံရွှေဆိုတာအသက်30ကျော်အရွယ်အသက်40နောက်ကိုတဖြည်းဖြည်းကတ်လာပြီဖြစ်တဲ့မင်းသမီးတယောက်ပါဒါပေမဲ့လေသူမရဲ့အလာတရားတွေကတော့အချိန်တွေကိုတောင်အရှုံးပေးသွားရလောက်ပါတယ်။အထူးသဖြင့်ပြောစရာဖြစ်နေတာကဝိမုံရွှေရဲ့အသားရေပေါ့။မြမရီတင်စားခေါ်ပေါ်ကြတဲ့ကောင်းချင်းငါးဖြာနဲ့ပြေစုံတယ်လို့ဆိုရလောက်ပါတယ်။သူမရဲ့အသားရေကရွှေရောင်အစင်းလိုဝင်းလက်တောက်ပနေပြီးတော့ကြည်လင်နေတာကတော့အမြင်နဲ့သူတိုင်းကိုငေးမောသွားစေပါတယ်။ မျက်နှာလေးကလည်းဘောင်မတ်ကိုပြင်ဆင်ထားစရာမလိုလောက်အောင်ကြည်လင်ဝင်ပါပြီးတော့မျက်နှာကြလေးကလည်းထင်ရှားပေါ်လင်နေရကြောင်းသူမရဲ့အလားကပွဲတက်ရောက်လာတဲ့သူတွေကြောင့်မှထင်ကနေဖြစ်နေခဲ့ရပါဒီတက်ပုံလေးပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ comment တွေ reaction တွေကအများကြီးပါပဲ ကေကတော့တကယ်ကိုအလှနဖျားမလေးပဲအသက်40နာကတ်နေပြီလို့ဘသူကထင်ပါလဲ session နဲ့တမီလေးအတိုင်းပဲအထိတ်ဘဝကဘလို့စူတောင်းကောင်းနေများပြုတ်လုခဲ့ပါလိမ့်နော်ဆိုပြီးတော့သူမရဲ့အလှတရားကိုချီးကျူးထောပနာပြုနေကြတာတွေ့ရပါတယ်တချို့တွေဆိုရင်တဟာမြမအမျိုးသမီးတွေရဲ့အကုန်ယူစရာအလှတရားပါပဲလို့တောင်းမှတ်ချက်ပေးနေကြပါတယ်တကယ်တော့ထိုင်းမင်းသမီးလေးကလည်းသူ့အသက်ရွယ်နဲ့သူအရန်လှပပြီးတော့စစ်စရာကောင်းတဲ့မင်းသမီးတယောက်ပါဒါပေမဲ့ဝိမုံရွှေရဲ့အချိန်ကိုရပ်တန့်ထားနိုင်လောက်တဲ့အမှုပြုမှုနဲ့အရှင်လိုက်တဲ့အခါမှာ တိတိတသာကြီးကွာခြားသွားတာကိုအဲ့ဒီတပ်ပုံလေးတွေမှာတွေ့မြင်ရမှာပါဒါဟာဝင်းမွန်ရွှေတယောက်သူမရဲ့ခန္ဓာကိုယ်နဲ့အလားပါကိုဘလောက်ထိခရူးဆိုင်ထိမ့်သိမ်းထားလဲဆိုတာကိုသက်သေပြနေရပါပရိသတ်တွေပေါ်မှာအမြဲတမ်းလေးစားမှုနဲ့အကောင်းဆုံးပုံစံကိုသာချပြတတ်တဲ့သူမရဲ့ professional ပြီးသားမှုကိုဒီနေရာမှာအမြင်တွေ့နိုင်ပါတယ်ဟုတ်ကဲ့ပါပရိသတ်ကြီးဒါကတော့ Lady Grace Saint တရဲ့ပွဲခန္ဓာကဓာတ်ပုံတစ်ပုံကြောင့်ထိုင်းမင်းသမီးလေးတွေထက်တောင်ပူပြီးတော့နှုတ်ပြလှပနေလို့ပရိသတ်တွေကြမှာချီးကျူးကုန်ပြုခံနေရတယ်နိုင်ငံကျော်မင်းသမီးကျော် ော်လီဝင်းမုံရွှေရဲ့အကြောင်းမဲဖြစ်ပါတယ်သူရဲ့ဒီလိုအရွယ်တင်မှုပြတဲ့အလှတရားကတကယ်ကိုအားကျစရာချီးကျူးစရာပါအခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေနေနဲ့ဒီတပ်ပုံလေးကိုမြင်ပြီးရဲ့အခါမှာထိုင်းမင်းသမီးလေးနဲ့ရှင်လိုက်ရင်တီတီတတာမှုပြလှပနေရဲ့ကျမတို့ရဲ့အချစ်တော်ရွှေကလေးဝင်းမုံရွှေရဲ့အလှတရားပေါ်မှာဘလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်